အားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာကြိုဆိုပါရစေအခုပြပြချင်တဲ့တင်ငါပေါ့နော်ဒီမြန်မာနိုင်ငံမကူမြို့မှာပေါ့နော်ဖြစ်ပြသွားတဲ့တင်လေးတစ်ပုဒ်ကိုပြပြချင်ပါတယ်အဲအိမ်တွင်အကျန်းဖတ်ခံပြီးတော့ဒီအမျိုးသားဖြစ်တဲ့သူကနေပြီးတော့အမျိုးသမီးကိုဒါနဲ့ထိုးလိုက်ပြီးတော့ပေါ့နော်အမျိုးသမီးကစုံပါသွားတဲ့တင်လေးကိုပြပြချင်တာပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ ပေါ့နော်ပြောချင်တာကြတော့မိသားစုဆိုတာကချစ်ချင်းမေတ္တာနဲ့တည်ဆောက်ရတဲ့အတိုင်းမျိုးပေါ့နော်ဒါပေမဲ့တချို့မိသားစုတွေအတွက်ကတော့အိမ်ကအနေအမြင့်ဖြစ်နိုင်ပါတယ်ဆိုတော့အခုတည်ရတဲ့တည်ရင်ကတော့ဒီပကိုးကအမတယောက်ပေါ့နော်ဒီလင်မယားနှစ်ယောက်လုံးကတော့ပကိုးပါပဲအဲ့ဒီမှာသူတို့မှလည်းဒီလင်မယားနှစ်ယောက်မှာကလေးလေးနှစ်ယောက်ရှိရယ်ပေါ့နော်ဆိုတော့ဒီကလေးနှစ်ယောက်ရဲ့အမေဖြစ်တဲ့သူကမနေရပဲပေါ့နော်အာ ဆုံးမသွားတယ်ပေါ့လေဆုံးမသွားတယ်ဆိုတော့ဖြစ်တဲ့အကြောင်းအရာကြတော့သူ့အမျိုးသားနေပြီးတော့အိမ်တွင်ချမ်းဖတ်တယ်လို့သိရပါတယ်ဒီဆိုရှယ်မီဒီယာမှာလည်းတက်လာတယ်ပေါ့နော်အပြောရလို့ရှိရင်အသက်ကလည်းငယ်သေးရေပေါ့နော်ပြီးတော့ကလေးနှစ်ယောက်ဆိုလို့ရှိရင်လည်းအသက်ရွယ်အားငယ်ငယ်လေးပဲရှိသေးတယ်ဆိုတော့ဒီကလေးနှစ်ယောက်ရဲ့အမေဖြစ်တဲ့သူကအိမ်တွင်ချမ်းဖတ်ခံရပြီးတော့အမျိုးသားကဓာတ်နဲ့ထိုးသွားတယ်ပြီးတော့ဆုံးသွားတယ်ပေါ့နော်အခုလောလောဆယ်တော့သူ့ရဲ့အမျိုးသားကနေပြီးတော့ထွက်ပြေးနေတယ်လို့သိရပါတယ် ကလေးနှစ်ယောက်ကလည်းကြံခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲအဖေတကွဲအမေတကွဲဖြစ်ပြီးတော့ကလေးလေးတွေရဲ့အမေကတော့ပြန်လာမယ့်အချိန်မရှိတော့ပါဘူးပြန်မလာနိုင်တော့ဘူးပေါ့နော်ဆိုတော့ဒီတရင်လေးကိုတွေ့ပြီးတော့အားလုံးကိုလည်းအဲဘောနော်တချို့တွေကဒီအိမ်တော်တခုမှာဒါမှမဟုတ်လို့ရှိရင်မိသားစုတခုမှာအိမ်တွင်းကြံပတ်ခံရတဲ့လူတွေရှိရပေါ့နော်အဲနှုံနေတော့၎င်းဒီဘောနော် ကိုတိလက်ရောက်တော့၎င်းပေါ့အဲ့မျိုးဆိုတော့တချို့ကြတော့အာ ခွင့်လွှတ်တီးခံပြီးပြီးတော့နေတာတွေများလာတဲ့အခါမှာအမြဲတမ်းလုံလို့ရတယ်လို့ထင်ပြီးတော့လုံလိုက်တဲ့အရာတွေအမှားတွေအများကြီးရှိပါတယ်။အဲ့ဒီရဲ့နောက်ဆက်တွဲခံရတာကြတော့ဒီမိသားစုတွေရလူတွေပဲခံရတာပေါ့နော်။ဆိုတော့ကိုကကိုရဲ့လူမှုတိုင်းဝိုင်းမှာအိမ်တွင်းချမ်းဖတ်မှုတခုခုကြုံတွေ့နေရပြီဆိုလို့ရှိရင်ဒီကြုံတွေ့ရကိုကိုတိုင်းကြုံတွေ့နေရပြီဆိုလို့ရှင်လည်းမကြောက်ပါနဲ့တက်ဆိုင်ရာကိုတိုင်ဖို့ပြောချင်ပါတယ်တကယ်လို့ မဟုတ်ဘဲနဲ့ပေါ့နော်ကို့အတိုင်းဝိုင်းရတယောက်ယောက်တိုင်းအဲဘယ်လိုမျိုးကြုံတွေ့နေရပြီဆိုလို့ရှိရင်လေကိုကိုတိုင်းဖေးမှပြီးတော့ပေါ့နော်ကုညီပေးဖို့အတွက်အကြံပြုချင်ပါတယ်အိမ်တွင်းအကြံဖတ်မှုတွေကကြတော့ဟိုတက်တောက်တက်တာနဲ့လက်ခံလိုက်မယ်ဆိုလို့ရှိရင်ကို့အကြံဖတ်တဲ့လူကပို့ပြီးတော့ကို့ဘောမှာကို့ထိလိုက်ရောက်ပေါ့နော်အကျန်းဖတ်နိုင်နိုင်နေနောက်ဆုံးမှဒီလိုမျိုးအသက်အန္တရာယ်ကိုထိခိုက်စေတဲ့အဖြစ်ဖြစ်နိုင်နေပေါ့နော်ဆိုတော့အခုကဖြစ်သွားတဲ့ အဲဒီကိစ္စအောင်ကြည့်မယ်ဆိုလို့ရှိရင်ဆုံးသွားတဲ့အမကလည်းအသက်ကငယ်သေးတယ်အဲအမှန်တကယ်ဆိုလို့ရှိရင်သူကလေးနေနဲ့ပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်မှာကလေးနှစ်ယောက်ကလည်းတနာစရာမိတော်ဝဲဖတာပွဲဖြစ်ပြီးတော့အာသူတို့ဘဝမှာအရင်မင်းကြံခဲ့တယ်ဆိုပြီးတော့အာကျူးလွန်နေသူကလည်းပေါ့နော်ဒီကိုတိလက်ရောက်တွေကျူးလွန်ပြီးတော့ခပ်ပြေးတင်းဆောင်နေတဲ့အချိန်လေးမျိုးဖြစ်နေရဲ့ဆိုတော့ဒီအချိန်အနည်းလေးကိုဒီတည်င်းလေးကိုအားလုံးကိုသိအောင်လို့လာအောင်မျှဝေခြင်းပဲဖြစ်ပါတယ်ရှင်အဲဆုံးသွားတဲ့အမအတွက်လည်းတကယ်ကိုစိတ်မကောင်းပါ ါဘူးအဲတကယ်လို့ဘောနော်နောက်ဘဝတွေနောက်ဘဝတွေရောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအာပြဿနာတွေဒီလိုမျိုးခံရတာတွေကနေကင်းဝေးပြီးတော့ပျော်ပျော်ရွှင်နေထိုင်နိုင်ပါစေအဲကောင်းအောင်သူကလေးလာပါစေလို့ဆုတောင်းမိလိုက်ပါတယ်